အားလုံးပဲမိလာပါမင်းညာကကစားခဲ့တဲ့ Chelsea အသင်းနဲ့ Aston Town အသင်းတို့ရဲ့ Premier League ပွဲစဉ်30နှစ်ပွဲစဉ်မှာတော့ Chelsea က Aston Town ကိုအင်္ဂလန် Stamford Bridge Stadium မှာကျွန်တော်တို့နောက်ကျပေါ့လေဒါချီပါဂိုးတွေကြောင်းကျွန်တော်တူတူ draw ကျပြီးတော့မှအင်္ဂလန်မှာရပ်မတ်ထပ်ပြီးဆုံးရှုံးခဲ့ပြန်တယ်ဆိုတော့ဟိုတစ်ချုပ်ပွဲစဉ်တွေကြတော့ကျွန်တော်တို့ ဒီရမတမတ်လောက်လေးရတာဟာတည်ကြသွားတာဟာရှုံးတာတက်ပို့ပြီးတော့မှအတင်းပေါ်မှာထိရောက်မှုတွေရှိတယ်လို့ကျွန်တော်ကယူဆတယ်ဘာကြောင့်လဲဆိုတော့လက်ရှိအခြေအနေရကျွန်တော်ချယ်ဆီအတင်းကမဖြစ်မနေနိုင်ဘွဲကျွန်တော်တို့ရမယ့်အခြေအနေမှာနိုင်ဘွဲရှာရမယ့်အခြေအနေမှာဒါပြီးမြလေးအဆင့်၁၈နေရာမှာကျွန်တော်ရမက20ပဲရှိသေးတယ်ဒါပြင်ကျွန်တော်တို့ဒါတန်ဆင်ရဖို့အတွက်ရာခိုင်နှုန်းများနေတဲ့ အဆွေတောင်းအတင်းကိုကျွန်တော်တို့အိမ်ခွင်းမှာအနိုင်မရလိုက်တာကပူပြီးတော့မှရှုံးတာတက်ကိုပူဆိုးတဲ့အနေထားလည်းဖြစ်တယ်ပထမအကြော်တာအဆွေတောင်းအိမ်ခွင်းမှာကျွန်တော်မှတ်မှတ်ရရအဲဒီကအဆွေတောင်းကအဆင်16မှာရှိနေတယ်တကယ်ကို struggle ဖြစ်နေတဲ့ Chelsea အတင်းနဲ့မတွေ့ခင်အချိန်တုန်းကတောက်လျှောက်အေးနေနေတဲ့အတင်းကိုတော့ကျွန်တော်တို့အဆွေတောင်းအိမ်ခွင်းမှာထူးစည်းရလတ်နေကိုအေးနေပြီးတော့မှရမှတ်ထဆုံးရှုံးထားတာဒီအချိန်ဒီမှာကျွန်တော် Chelsea တင်းကအိမ်ခွင်းမှာ မဖြစ်မနေအခုချိန်မှာမိုးရက်ရေတွေရောက်နေတဲ့အချိန်ဒီမှာဒူအော်တိုင်းလှုပ်ပြီးတော့ကျွန်တော်တို့ဒါပရီးမီးယားလိရမတ်ယူရမယ်ရမတ်ပြည့်ယူရမယ်အချိန်ဒီမှာနီးပြအန်ဆိုမာရစ်ကအာကျွန်တော်နီးစနစ်ဖြူဟာအမှားယူခဲ့တဲ့အချိန်ဒီကြောင့်မလို့အက်ဆွတ်တောင်းကိုကျွန်တော်တို့ဒီတည်ရကြပြီးတော့မှရမတ်တမတ်နဲ့သာဂျင်းနှက်ခဲ့ရတယ်ဆိုတော့အက်ဆွတ်တောင်းအနေနဲ့တော့ဒီဟာဒီမှာတန်ဆင်းသွားရတယ်တန်ဆင်းသွားရမယ်ဆိုရင်တော့မှအဲချဲစီလိုအသင်းကြီးမျိုးစီကနေရမှတ်၄မှတ်ထိစုဆောင်းထားနိုင်တဲ့ ထားသွားနိုင်တဲ့အခြေအနေဟာအဆွတ်တောင်အတွက်တော့လုံလောက်เสียအခြေနဲ့เสียအခြေအနေတခုလို့ကျွန်တော်ကမြင်တယ်ဆိုတော့ပွဲကကြည့်ရတာက championship ပွဲတစ်ပွဲကိုကြည့်ရတယ်လို့ကျွန်တော်ဒါအဲဒီနိဗျဒီ max canada အနေနဲ့ကဒီရာဒီမှာဒါကျွန်တော်တန်းဆင်းသွားပြီဆိုရင်ဒါ championship မှာသူပြန်ပြီးအဲကျွန်တော်ကစားမယ်ဒီအချိန်ဒီမှာဒါ mariska ကလည်းပြီးခဲ့တဲ့ရာဒီတုန်းက leicester နဲ့ championship မှာကစားရတဲ့အချိန်ဒီမှာရှင်ပြန်ရတဲ့အချိန်ဒီမှာ ချန်ပီယံရှစ်ပွဲတစ်ပွဲကိုကြည့်ရတယ်လို့ဘာမှကျွန်တော်တို့လုံးမပြနိုင်ဘူးချဲစီဆိုတဲ့အသင်းကြီးတစ်သင်းအနေနဲ့အပူကောင်းတဲ့ performance တွေအဒီပိတ်တက်ကို dramatic ဆန်တဲ့အလေအပြောင်းတွေလုံးမပေးနိုင်ခဲ့ပဲနဲ့တကယ်ကိုစိတ်ပြတ်စရာအခြေအနေနဲ့ဒီအ position gain ရတော့ chelsea ကတာတယ်ဗျကျွန်တော်တို့ totally dominate လုပ်နိုင်တယ်ကိန်းကနအချက်လက်ရတာတယ်ကျွန်တော် counter ball တွေတာတယ်အဆက်ဆက်ရရတာတယ်ဒါပေမဲ့လို့ဒီ တိကျတေကြတဲ့ဂိုးပေါက်ချင်းချောက်မှုတိကျတေကြတဲ့အဲဂိုးပေါက်ကန်သွင်းမှုတွေဘာမှမလုပ်နိုင်ပဲတဲ့တစ်ဖက်ကဒီမတ်စကန်နာရဲ့ကျွန်တော်အက်ဆွတ်တောင်းကိုအဆတ်ဆတ်ရရင်းနှိမ်သွားရတဲ့အခြေအနေဖြစ်တယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့ဒါအသေးအဓိကကစားသမားအစုံလင်ပါလာတယ်ဆိုပေမဲ့လို့ကျွန်တော်အက်ဆွတ်တောင်းကိုဘာမှမလုပ်နိုင်ခဲ့ဘူးအာအထူးသဖြင့်တော့ဒါကျွန်တော်ဒီတိုက်စစ်ကစားမှာဖြစ်တဲ့နီကိုလက်ဂျက်ဆင်တောင်းမှာပတ်ထုံးနဲ့တို့တစ်ဖက်မှာနိုနီမိုရဲကင်းဒီ ကိုယ်လည်း option နေနဲ့တော့ကျွန်တော်တို့ဒါ wireless scan စီးလို့ aso phanandat နဲ့ကျွန်တော်ခိုးပါမနဲ့ပွဲထွက်ခဲ့ပြီးတော့မှဒါခန်းစစ်နေရမှာဆိုရင် mask google ရလာအာကျွန်တော်တို့တစ်ဖက်မှာဒီ device ကိုဝယ်အာတစ်ဖက်ကတိုစင်နဲ့ခြာလိုဘက်နဲ့ပွဲထွက်ခဲ့ပြီးတော့မှဂူးသမားနေရမှာတော့ဒါကျွန်တော်တို့ရဲ့အချစ်တော်ကြီး Robert Sanchez နဲ့ပွဲထွက်ခဲ့တယ်ဆိုတော့ Sanchez ကကျွန်တော်တို့ချင်းစီနဲ့ဘယ်လိုမှမအပ်ဆက်ဘူးလို့မြင်တယ်။ဘာကြောင့်လဲဆိုတော့ အာဆန်းချက်ဒီကျွန်တော်တို့ဒါချန်ပီယံရှစ်ကလပ်တစ်သင်းဖြစ်တဲ့ပလိုင်းမောက်တို့တစ်ဖက်ကဘန်မင်ဂန်တို့နဲ့တောင်မှဒီကူးသမားဟာလုံးဝအဆင်မပြေနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ချဲစစ်လို့တကယ်ကိုမိုးရဲရည်တဲ့အဆုံးဖြတ်ပေးရမယ့်ပွဲစဉ်တွေကိုဒါကျွန်တော်တို့ဒီဒီကူးသမားပါလာတဲ့အခြေအနေမျိုးမှာဘလုံးမကိုနိုင်မယ်ဆိုတဲ့ feeling မျိုးထိမခံစားရဘူးအာကျွန်တော်တို့ဒါဘလောက်ထိဆိုးလဲဆိုရင်ကျွန်တော်တို့ ဒီ Premier League လက်အသင်းကြီးတွေဖြစ်တဲ့ Manchester City တစ်ဖက်က Liverpool Manchester United လို့အသင်းမျိုးတွေနဲ့ကစားနေရတဲ့အခြေအနေမျိုးလောက်ထိကိုကိုယ်သမားက fresher တွေများပြီးအယောင်ယောင်အမားမားနဲ့ကိုကျွန်တော်တို့လွှဲချိုခဲ့တာရှိတယ်ရောင်းခဲ့တဲ့အခြေအနေရှိတယ်ခန်းစစ်ကလည်းဒီနေ့ပွဲမှာကျွန်တော်တို့ထိရောက်တဲ့ဖြတ်ထုတ်မှုတွေမလုပ်နိုင်ခဲ့သလိုတစ်ဖက်က Asset Town ရဲ့ထိုးပေါက်လာတဲ့ကျွန်တော်တို့ဒီအခွင့်အရေးတစ်ချက်ဒီပေါ့လေ chance တခုရရင်တခုကိုပေးရပြီးတော့မှကျွန်တော်တို့ဒါနားမလည်နိုင်စရာအခြေအနေနဲ့ဒါခန့်စစ်ကကျွန်တော်တို့တွင်းကိုနှစ်ခုအထိကိုစပြီးတော့ဥဆောင်ခွင့်ပြုရတာဒါကြောင့်မလို့ခန့်စစ်ကလည်းပြောစရာအခြေအနေရှိခဲ့သလိုအာဒါကျွန်တော်တို့တိုက်စစ်ပိုင်းမှာလည်းအမေကုံထုတ်စရာအခြေအနေရှိခဲ့တယ်အာတစ်ဖက်ကပတ်စုံနဲ့တို့ရုံအားကောင်းခဲ့တယ်ဆိုပြီးမဲ့လို့ဒီနေ့ပွဲမှာတော့ကျွန်တော်မေကုံထုတ်စရာအခြေအနေကနီကိုလက်ဂျင်စင်အာခြေစွမ်းမပြနိုင်ခဲ့ဘူးအာကစားသမားတချို့ကျွန်တော်တို့ပုံမှန်ခြေစွမ်း အောက်ရောက်ခဲ့ပြီးတော့မှတချို့ကစားသမားတွေကတော့ဒါဂျိုးသားပန်းစားကစားသွားတာကိုတွေ့ရတယ်။အာဂျေရန်ဆန်ချိုဒုတိယပိုင်းမှာဝင်လာပြီးတော့မှကျွန်တော်တကူအာဒါသူ့ရဲ့ချေပါဂိုးကြောင့်လားအတူတူ draw ဖြစ်ခဲ့တယ်။ဂျေရန်ဆန်ချိုအနေနဲ့တော့ပြီးခဲ့တဲ့ conference ပွဲမှာလည်းဒါကျွန်တော်တို့ twin ကိုတကူဖန်တီးပေးခဲ့သလိုဒီနေ့ပွဲမှာလည်းဒါ twin ကိုတကူ twin ယူပေးခဲ့တဲ့အတွက်ဂျေရန်ဆန်ချိုအနေနဲ့တော့ဒီနေ့ပွဲမှာတာဝန်ကြီးခဲ့တယ်လို့မြင်တယ်။ကိုပါမားလည်းကျွန်တော်တို့ Chelsea အသင်းအတွက် ဒီပေါ်လေဒါအာတွင်ကိုတကိုကျွန်တော်တို့ဒါဖန်တီးပေးခဲ့သလိုဒါသူ့အနေနဲ့ဒုတိယပိုင်းမှာတော့ခြေဆွမ်းပြခဲ့တယ်ပထမပိုင်းမှာတော့ရုံးကန်ရတဲ့အခြေအနေဖြစ်တယ်ဆိုတော့အာမဖြစ်မနေချဲစီကကျွန်တော်တို့ရမတ်လိုအပ်နေတဲ့အခြေအနေမှာအနီးပြအန်ဆူမာရစ်ကရဲ့ပေါက်ပေါက်တက်ကရစောက်တလွဲအဲကျွန်တော်တို့နီးစနစ်ပြူဟာတွေကြောက်ဖို့လို့ကျွန်တော်ကစားသမားတွေရောပုံမှန်ထက်ပိုပြီးရုံးကန်ရတယ် ဒါပွဲကပို့ပြီးတော့မှမထင်မှတ်ထားပဲနဲ့အာကျွန်တော်တို့တရေရလက်နိုင်ဂျင်းနှက်ခဲ့ရတယ်ဆိုတော့ဒါအဆက်တောင်းနဲ့ပွဲပြီးရင်ကျွန်တော်တို့အဓိကပွဲစဉ်တွေဖြစ်တဲ့ဒါဖူဟာနဲ့ကျွန်တော်လန်ဒန်ဒါဘီကမ်းမယ်ဒါပြီးရင်အေဗာဒန်မန်ချက်စတာယူနိုက်တက်လီဗာပူးနော်ဒီယာဖောရက်စ်နယူကာဆယ်အသင်းတို့နဲ့ဆက်ပြီးကစားရမယ့်အခြေအနေမှာ ချဲစီကကျွန်တော်ရမဘလောက်ထိသုံးရှုံးရမှာလဲဘလောက်ရမှာလဲဆိုတဲ့မေးခွန်းအောင်ဇဝေဇွာအခြေအနေထိဖြစ်သွားပြီဒါအပြင်ကျွန်တော်တို့ဒါဒီနေ့ပွဲမှာချဲစီကကျွန်တော်တို့အက်ဆက်တောင်းနဲ့တည်ကြခဲ့တဲ့အတွက်တစ်ဖက်ကနယူကာဆယ်ကကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကိုအတားဂိုးပြတ်နိုင်လိုက်တဲ့အတွက်နယူကာဆယ်က32ပွဲကစားအာကျွန်တော်တပွဲချက်အနေထားနဲ့56မှတ်နဲ့အဆင့်4နေရာမှာရှိနေတယ်အဆင့်5နေရာမှာတော့မန်ချက်စတာစီးတီးတင်းက 32ပွဲဒါချင်းစင်အတင်းနဲ့ပွဲရည်တူဒါရမက55မှတ်နဲ့တမတ်ဖြတ်ပြီးတော့မှ35နေရာမှာရှိနေပြီးတော့မှ Chelsea ကကျွန်တော်တို့ဒါ32ပွဲကစားရမှတ်54မှတ်နဲ့အဆင့်6နေရာမှာရှိနေပြီးတော့မှ Aston Villa အတင်းကလည်း32ပွဲကစားရမှတ်54မှတ်နဲ့ Chelsea နဲ့ Twin Go အရေးအတွက်ကွာဟာချက်ကြောင့်လားအဆင့်9နေရာမှာရှိနေတယ်။ဒါကြောင့်မို့လို့ကျွန်တော်လာမယ့်ပွဲစဉ်တွေကပွဲချက်အနေထားဖြစ်နေတဲ့နေရာမှာဘယ်လောက်ထိရမှတ် ယူသွားနိုင်မလဲဆိုတော့ဒီရာဒီမှာချန်ပီယံလီဝင်ခွင့်ကတော့တော်တော်လေးကိုဝေဝါးသွားပဲသွားခဲ့ပြီလို့တော့ပြောလို့ရတယ်။ Nordian Forest လို့အတင်းအစင်တော့ကအတင်းချေချော်သွားတဲ့အချိန်မှာကျွန်တော်တို့မဖြစ်မနေအနိုင်ယူပြီးတော့မှ Forest ကိုအဖျားပေးရမယ်အစင်လေးကိုရရမယ်အနေထားမှာကျွန်တော်တို့လက်ရှိအနေထားရကျွန်တော်တရေကျသွားတဲ့အတွက်ဘလို့မှအဆင်မပြေတော့ဘူးဒီဟာဒီမှာဥရောပဝင်ခွင့်တင်နေရတာရဖို့ဆောင်ကျွန်တော်တို့လာမယ့်ပွဲစဉ်တွေအနိုင်ရမှာဖြစ်ဖို့လိုအပ်နေတယ်လို့မြင်တယ်ဆိုတော့ Chelsea တင်းအနေနဲ့ ဒီနီးပြဟာဘယ်လိုမှမအဆက်ဘူးလို့မြင်တယ်ချန်ပီယံရှစ်မှာကျင်လည်ခဲ့ဘူးတဲ့နီးပြဟာကျွန်တော်အာတကယ်အရေးကြီးတဲ့ပွဲစဉ်တွေအဆုံးဖြတ်ပွဲစဉ်တွေမှာတော့ကျွန်တော်ဆုံးဖြတ်ချက်တွေဟာလွဲမှားနေစေဖြစ်တယ်လို့ကျွန်တော်ကမြင်တယ်ဆိုတော့ချဲစီတင်ကအင်ဂွန်စတန်ဘူဘစ်စတေဒီယမ်မှာပရီးမီယာလိပွဲစဉ်30နှစ်မှာတော့ကျွန်တော်အက်ဆွတ်တန်ကိုတူတူဒရော့ချပ်ပြီးတော့မှရမှတ်ထပ်ပြီးတော့မှပေါ့လေဆုံးရှုံးခဲ့ပြီးပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့တူတူယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ် မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်